တောင်းဝလူလင်လေးနဲ့ဘယင်သမီးတော်တို့ချစ်ကြရမှာဘယင်ကြီးကအမြတ်တော်ရှာပြီးအရိတဝါကိုတွင်မှာဂူပိတ်ပြီးတက်ခဲ့တယ်ဆိုရင်ဒနာဤဇလန်လေးကဒီကနေ့အချိန်ထိလူတွေကိုဖမ်းဆားနိုင်သေးပဲဖြစ်ပါရည်ဒီဒီကမှာတော့ချီနူးစရာလဲကောင်းဝမ်းနဲ့ချီခွဲစရာလဲကောင်းနေတောင်းဝလူလင်လေးနဲ့ဘယင်သမီးတော်လေးတို့ရဲ့အချိန်ဇလန်လေးကိုဘဝတုတရဝယ်တင်ဆက်ပြီးသွားမှာဖြစ်ပါရည်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူထုံးဖြစ်ပါရည် မြန်မာနိုင်ငံမှာတဝါကူတွေများစွာရှိတဲ့နဲ့ပကံကတဝါကူအကြောင်းလေးကတော့တမူထူကြပြီးဝန်내ချေခွဲစရာအလွန်ကောင်းလွန်လာတဲ့အချစ်ဇလံတပုတ်ပဲဖြစ်ပါသည်တကားကမြို့သားလေးမှာအလွန်လှပပြီးချစ်စရာကောင်းတဲ့တော့ကလျားဆိုတဲ့ညီမလေးတူရှိပါသည်။အဲဒီညီမလေးဟာနေပိုင်စော်ပွားကြီးနဲ့ချစ်ကြိုက်နေပါသည်။ဒါကိုမြို့သားလေးကသဘောမတူပါဘူး။အဲဒီစော်ပွားလေးဟာသူ့ရဲ့ညီမလေးကိုတကယ်မချင်မှန်းသိတဲ့အတွက်ကြောင့်ဖြစ်ပါသည်။ ဒီမငယ်လေးကိုလည်းတားလို့မရတော့ပါကြီးကလည်းယာရုပိုကြီးတာကြောင့်ဘာမှမပြောဘဲနေခဲ့ရပါတယ်ဒီနေ့မှာတော့မြို့သားလေးဟာသူ့ရဲ့ညီမငယ်နဲ့စောပွားကြီးတို့ကိုအပီးတိုင်းလမ်းခွဲဖို့ညီမငယ်ကိုခေါ်ပြီးမြင်းနဲ့အတင်းထွက်ပြေးခဲ့ပါရီမြို့သားလေးဟာသူ့ရဲ့လက်ဆွဲတော်ဆောင်းကိုကရင်တလန်းလုံးငိုနေကြတဲ့ညီမလေးစောကလျာရဲ့ခံစားချက်ကိုဥပက္ခပြုခဲ့ပါရီနောက်ဆုံးပင်တရာတောင်ချွေဦးမေလိုင်ကောင်းထိတ်ကိုရောက်တဲ့အခါမှာတော့ မြန်မာပြည်သူစောကလျာမြေပေါ်ကနေခုံချပြီးအဆုံးစီရင်သွားပါသည်စောကလျာအတန်ငွေငွေသာကျန်နေတဲ့အချိန်မှာသူတို့ချစ်ခြင်းကိုခွဲတဲ့သူဟာသူမတို့လိုချစ်ရသူနဲ့ခွဲရပါသည်အခိုင်အမာဘုသွတ်သွင်းခံရပါစေဆိုပြီးကျင်းစာတိုက်ခဲ့ပါသည်မြို့သားလေးအားတေဆုံးသွားတဲ့ညီမပြည်သူအတွက်ယူကြိုးမရဖြစ်ခဲ့ရပါသည်မြို့သားလေးအားပကံမျိုးကိုရောက်တော့တောင်းလို့လင်အသွင်ပြောင်းပြီးဘဝကိုစံမြုပ်နေထိုင်ခဲ့ပါသည် တနေ့မှာတော့စောင်းအိုလူလင်လေးရဲ့စောင်းတန်ကိုကြားရတဲ့ဘရင်သမီးတော်လျာစောင်းအိုလူလင်နဲ့တွေ့ရကစားလို့သူတို့နှစ်ဦးချစ်ကြိုက်သွားခဲ့ကြပါပြီသူတို့နှစ်ဦးဆုံတွေ့တဲ့နေရာကတော့ဗကံမျိုးရဲ့တဝါကူဖျားမှာပါတနေ့ဒီသတင်းကိုကြားသွားတဲ့ဘရင်ကြီးဟာအလွန်စိတ်ဆိုးပြီးချစ်သူနှစ်ဦးတွေ့ဆုံစင်မှာပဲနှစ်ဦးစလုံးကိုကိုယ်ထဲတင်ပြီးဘူပါဝါကိုအုံများဖြင့်ပိတ်သတ်စေခဲ့ပါပြီဘရင်ဆရာကြီးကအုံပြင်ပိတ်နေစင်မှာ သမီးတော်လေးက အုံတစ်ချက်ချမ်းလက်ပေးဖို့ဘယံဆရာကြီးကိုတောင်းဆိုခဲ့ပါသည်။အရာကြီးကြတဲ့ခြေသူနှုတ်ကတော့တဝါကူဖရားထဲမှာပဲပြိမိပြီးတေဆုံသွားခဲ့ကြပါသည်။ဒါပေညာတိုင်းမှာတဝါကူဖရားစီကနေခြေခွဲပွဲစောင်းတန်းကိုကြားရလေးရှိတယ်လို့လည်းဆိုကြပါသည်။ဒီတနာရီလေးကိုကြားရသူတိုင်းဟာသူတို့ခြေသူနှုတ်ပေါ်မှာတနာကယူနာတက်ကြလေးရှိပြီးဘကံကိုရောက်တဲ့သူတိုင်းတဝါကူဖရားကိုရှာပွေလေးရှိကြပါသည်။ ကျွန်တော်ကိုပိတ်လောင်စီရင်ခဲ့တဲ့အဲ့ဒီဘုရားပကံမျိုးရဲ့ဘယ်နေရာမှာရှိပါတလဲအဲ့ဒီဘုရားကနေစောင်းတန်ကိုတကယ်ကြားရပါသလားတောင်းဟောလူနေနေတဲ့ဘယင်သမီးတော်တို့ရဲ့အချင်းဇလဟာပကံတပိုင်းမှာအတိအကျရှိခဲ့ပါသလားဒီမေကွေးရဲ့အဖြေတွေကိုတော့ကျွန်တော်ရဲ့ချေပရိသတ်တွေစိတ်ဝင်စားကြမယ်လို့ထင်ပါရင်တကယ်တကယ်များမှာတော့ဒီအချစ်ဇလန်ဟာပကံတမိုင်းမှာမရှိခဲ့ပါဘူး။ဒါအစိတ်ကူးရင်ချစ်ဇလန်တပုတ်သာဖြစ်ပါရင် ဒီသက်လံဟာဝါရင်သတင်းစာဆရာကြီးကေမုံဦးတောင်းရဲ့ဝတ္ထုသားဖြစ်ပါတယ်။လောကနဲ့နှစ်40ကျော်လောက်ကရန်ကုန်မြို့ရုပ်ရှင်ရုံတစ်ခုမှာအနာကလေးဆိုတဲ့အိန္ဒိယရုပ်ရှင်ကားတကားကိုပြခဲ့ပူပါတယ်။ဒီသက်လံထဲမှာမင်းသမီးလေးကိုဖခင်ဘရင်ကြီးကအော်ယိုးပတ်လည်စီးပြီးအသေးတက်စေခဲ့ပါတယ်။မင်းသမီးလေးဟာအော်ယိုးစတင်စီချိန်မှာစလို့ပြီးဆုံးတဲ့အချိန်ထိခြေခွဲပွဲတစ်ချိန်လေးတစ်ပုတ်ကိုတည်ဆိုသွားခဲ့ပါတယ်။ဒီသက်လံလေးဟာအင်မတန်မှခြေခွဲဝမ်းနည်းပွဲကောင်းသလို အဲဒီဟာရုပ်ရှင်သမိုင်းမှာလည်းအလုံးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပါသည်။ဒီဇလန်ရဲ့ကြော်ရိုးကိုယူပြီးတရင်သာဆရာကြီးဂျေးမွန်ဦးတောင်ကတောင်းအလူလင်ဇလန်ကိုရေးသားခဲ့တာပဲဖြစ်ပါသည်။ဒီဝတ္ထုကိုအတန်ဇလန်တွေထုတ်ခဲ့တယ်လို့အစောရီတော်တော်များများကလည်းသချင်းဖြစ်သိဆိုခဲ့ကြပါသည်။ဒီဇလန်လေးကိုမြမဆက်တပင်ပွဲတော်တွေမှာလည်းပြောပြတင်ဆက်ခဲ့ကြပြီးဒီဂျူတူပရိသတ်တွေကလည်းအလွန်နှစ်သက်ခဲ့ကြတဲ့အတွက်မြေရကြရပါများတော့လူအများစုက ီစိတ်ကူးရဲ့ခြေဆက်လန်းကိုတကယ်အဖြစ်ပြလို့ထင်သွားကြပါ ರಿ ဒီဇာလန်ကိုတကယ်ထင်မှန်းနေကြတဲ့သူတွေဟာပကံကိုရောက်တိုင်းတဝါကူကိုရှာလေးရှိကြပါ ರಿ တကယ်တော့ဘောဘောတမတ်သားရှိတဲ့အတွက်တဝါကူလို့ခေါ်ဆိုတာဖြစ်ပြီးပကံမှာတဝါကူတွေများစွာ ရှိပါ ರಿ ဒါပေမဲ့စောင်းလူလူနဲ့ဘရင်သမီးတော်လေးတို့ကိုပိတ်လောင်ခဲ့တဲ့တဝါကူဘုရားဆိုတာကအပြင်းမတကယ်မရှိပါဘူး။ဘာပဲဖြစ်ဖြစ်အခြေကြီးသလောက်အညိုးကြီးသွားနေအကိုပြည့်သူပေါ်မှာချိန်သာတိုက်ခဲ့တဲ့စောကလျား ။ဘယင်မြတ်တော်ရှာလို့အရှင်လက်လက်ကုမြတ်ခံရတဲ့စောင်းဟိုလူလင်လေးနဲ့ဘယင်သမီးတော်တို့ရဲ့အချစ်ဇလန်းလေးကတော့ယနေ့ချိန်ထိလူအများကိုလွှမ်းမိုးထားနိုင်စေဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။အခုလိုအဆုံးထိနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်နောက်ထပ်လည်းအခုလိုဆက်ဝင်သားပွဲရကောင်းတဲ့ဇလန်းအကြောင်းအရာများတော့ကို တင်ဆက်ပေးသွားမှာမို့။ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။